င်္ဂလာပါဒူဒူ official channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ tutorial လုပ်ပေးတဲ့သင်ရှင်းလေးကတော့ wifi တည်ဆိုထားတဲ့ဖြည့်သိမ်းလိုက်ဆိုတဲ့သင်ရှင်းလေးပဲဖြစ်ပါတယ်ဒီသင်ရှင်းမှာတော့ version နှမျိုးရှိတာပေါ့နော် studio version ရယ်ကျွန်တော်တို့ live show version ရယ်ဆိုပြီးရှိပါတယ်ကျွန်တော်အခုလုပ်ပေးမယ့် version လေးကတော့ studio version လေးကိုကျွန်တော်တို့ tutorial လုပ်ပေးမှာဖြစ်ပါတယ်ဒီသင်ရှင်းမှာပါဝင်တဲ့ call လေးတွေကတော့ C ရယ် F ရယ် E ရယ် G ရယ်ဆိုပြီးတော့ major call က၄ call ပါဝင်ပါတယ် minor call ကတော့ A minor ရဲ့ D minor ရဲ့ဆိုပြီးပါဝင်တယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့မသိရသေးတာက E ရဲ့ F ရဲ့မသိရသေးဘူးပေါ့နော်ဟုတ်ပြီ E အဲ့ဒါလဲပါတယ် E minor ကမြင်လက်ညှိုးလေးပုံနေတယ်လက်ညှိုးလေးကကျွန်တော်တို့3ယူ1ကွက်က3ယူ2ကွက်ကဂီတာကွက်ရဲ့2ကွက်က3ယူထောက်လိုက်ရင်ဒါ E ဖြစ်သွားပြီပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် F ကတော့ကျွန်တော်ခုနေ့ကကျင့်ခိုင်းတာတယ်เนาะကျင့်ခဲ့လားမသိဘူး F ကကျွန်တော်တို့အမှန်တော့သူကဒီ အဲတက်ကွက်တက်ကွက်လုံး6ကျိုးလုံးပေါ့နော်1နှစ်3 6 6ကျိုးလုံးကိုလက်ညှိုးနဲ့ဖိရမယ်ပြီးရင်လက်ကလေးကကြတော့နှစ်ကွက်3ကျိုးဖိရမယ်လက်သကြွယ်က3ကွက်5ကျိုးရယ်လက်တန်းကကြတော့3ကွက်က4ကျိုးရယ်အဲ့လိုဖိပြီးတော့တီးရမှာဖြစ်ပါတယ်အခုလောလောဆယ်အဲ့လိုမတီးနိုင်သေးဘူးဆိုရင်ကျွန်တော်တို့ကအဲ့ထက်လွယ်တဲ့နီးလေးကတော့ဂီတာကွက်ရယ်တက်ကွက်က1ကျိုးနဲ့2ကျိုးနဲ့ကိုလက်ညှိုးနဲ့ဖိမယ်နှစ်ကွက်က3ကျိုးလက်ကလေးနဲ့ဖိမယ် ပြီးရင်၃ဘွက်က၅ကျိုးကိုလက်တကြွေနဲ့ဖြည့်မယ်၃ဘွက်က၄ကျိုးကိုလက်တန်းနဲ့ဖြည့်မယ်ပေါ့နော်အဲ့လိုတည်ရမှာဖြစ်ပါတယ်ပြီးရင်လက်မလေးရကြတော့၆ကျိုးကိုမြှုပ်ထားရမယ်အမှန်တော့၆ကျိုးကလည်းပါတယ်ပေါ့နော်၆ကျိုးကပါတယ်ဆိုတော့ကျွန်တော်တို့၆ကျိုးကိုမဖြည့်ထားဘူးဆိုတော့လက်မလေးနဲ့၆ကျိုးကိုမြှုပ်ထားရမယ်နော်မြှုပ်တယ်ဆိုတာအဲ့လိုအံမထွက်အောင်တည်တာဖြစ်ပါတယ်ဒါကို app လို့ခေါ်ပဲနော်ဟုတ်ပြီဒီ session လေးမှာတော့ကျွန်တော်တို့အသုံးပြုမယ်လက်ခတ်လေးကတော့ဟိုနေ့ကတည်တဲ့လက်ခတ်လေးပါပဲ slow လက်ခတ်ဖြစ်ပါတယ်သူက 1 2 3 and 4ဆိုပြီးတော့ရှိတယ်ပထမတစ်ချက်ကိုတော့ကျွန်တော်တို့ကကီတာကျိုးအပေါ်ကျိုးသုံးကျိုးကိုတီးမှာဖြစ်ပါတယ်ပြီးလို့ရှင်2ကတော့ကီတာကျိုး6ကျိုးလုံးကိုတီးမယ်ပြီးရင်3 and ရတော့ကီတာကျိုးတွေကို6ကျိုးလုံးကိုချာပင်ချာပင်ဆိုပြီးတီးမယ်ပြီးတော့4ကတော့ကီတာကျိုး6ကျိုးလုံးကိုအောက်ပြန်ချမယ်ပေါ့နော်အဲ့လိုတွေတော့မှာဖြစ်ပါတယ်ဒီထဲမှာ half bar လေးလည်းပါတယ်ပေါ့နော် half bar လေးကတော့ f နဲ့ g နဲ့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုတီးရမလဲ half ကို1 2တီးပြီးတော့ G ကိုကြတော့ 3E and A4 အဲ့လိုဒီမှာဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်ကြည့်ပြမယ်နော်1 2 3 4 1 2 3 4 1 2 3 4ပါရနော်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်တို့ဒူဒူသင်းလေးကိုအစားဆုံးတိလိုက်ကြမယ်နော်မတိခင်ကျွန်တော်တို့သင်းလေးထဲမှာပါဝင်တာလေးတွေပြောလိုက်ရအောင်ကျွန်တော်တို့က CV နဲ့ဒီမှာဖြစ်ပါတယ် CV နဲ့ဒီတဲ့ခါကျတော့ ျွန်တော်တို့ဒီ studio version မှာကြတော့သူက DG နဲ့ ਧੀ ထားတယ်ပေါ့နော် DG နဲ့ ਧੀ ထားတယ်ပြီးတော့ live show version မှာကြတော့အာ C# deflect key နဲ့ ਧੀ ထားတယ်ပေါ့နော်တကယ်လို့ live show version ကိုကျွန်တော်တို့ကဒီမယ်ဆိုရင် carbon နဲ့ D ခွက်ကိုညံ့ပြီးတော့ ਧੀ ရမှာဖြစ်ပါတယ်အခုကကျွန်တော်တို့က live show version မဟုတ် studio version ကို ਧੀ မှာဖြစ်ပါတယ် studio version ကဒီနဲ့ ਧੀ ထားတာပြတဲ့တွေကျွန်တော်တို့ကနှစ်ခွက်ကိုညံ့လိုက်မယ်နော်နှစ်ခွက်ကိုညံ့ပြီးတော့ဒီမှာဖြစ်ပါတယ်စီနဲ့ဒီနဲ့ကတပားกว่าတာဖြစ်တဲ့အတွက်ဂီတာကွက်ရဲ့နှစ်ကွက်မှာညက်ပြီးတော့ကျွန်တော်တို့ကဒီမှာဖြစ်ပါတယ် ဟုတ်ပြီဒါဆိုရင်ကျွန်တော်နဲ့တူအရှင်းအစအနေဆုံးထိလိုက်တည်လိုက်ကြမယ်နော် โอเคဒီရှင်လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ဒီရှင်လေးမှာပြောဖို့ကြံနေတာဗာလေးလေဆိုတော့ဒီဒီဒီရှင်းက C key နဲ့တည်တာဖြစ်ပါတယ် C key ရဲ့မှာ E major ကမပါပါဘူးเนาะသူကဒီရှင်လေးကိုလှအောင်လို့ထည့်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုပြောချင်တာကကျွန်တော်တို့နောက်ဆုံးခေါ်တော့စတဲ့ခါမှာကျွန်တော်တို့ guitar rhythm ကိုရက်လိုက်တယ်ဗောနော်အဲကျွန်တော်ပြန်ပြောရမယ်ဆိုဘယ်လေးတီစူပါစေအဒီနာဆောင်းလေးတငယ် ဆိုပြီးတော့တွားမှာဖြစ်ပါတယ်။ငယ်ချင်းဆိုပြီးတော့ကျွန်တော်တို့ကချင်းဆိုမှပြန်ပြီးတော့ဒီမှာဖြစ်ပါတယ်နော်။နောက်တစ်ခုကကြတော့အဲနောက်ဆုံး chorus မှာပဲပေါ့နော်။နောက်ဆုံး chorus မှာအာတင်းကရှာလိုက်ဆိုအဲ့ဒါအဆုံးသက်လေးပေါ့နော်။အဲ့အဆုံးသက်လေးမှာကျွန်တော်တို့က return melody တော့ပေါ့နော်။ return ကိုရထားမှာဖြစ်ပါတယ်။အဲ့ return ရတဲ့နေရာနှစ်နေရာပါတယ်ပေါ့နော်။ ဟုတ်ပြီအဲ့ဒါလေးဖြစ်ပါတယ်နောက်ပြောချင်တာကတော့ဒီသင်းမှာ intro နဲ့ ending ကကော့ဖွဲ့စည်းပုံနဲ့အတူတူပဲဖြစ်ပါတယ် intro ပြန်တီးလိုက်ရုံပါပဲเนาะဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြာမှပြန်ပြမယ်เนาะအားလုံးပဲ thank you ပါ